။ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်အတွင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်တွေဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာဒူရဲအုပ်ကျော်စင်ထွန်းနဲ့စစ်သား၄ယောက်တေဆုံးကလက်နက်၃လက်သိမ်းဆည်းရရှိခဲ့တယ်လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကသတင်းထုတ်ပြန်ထားပါတယ်။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကကရင်ပြည်နယ်တဲကသူ့ရဲ့ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ဖလူလေးဝေါ်လီနဲ့စုကလိနယ်မြေတွေထဲမှာဘယ်လက်နက်ကင်တပ်ဖွဲ့မှဖြတ်တန်းခွင့်မပြုဘူးလို့ကြေညာလိုက်ပါတယ်။ မန္တလေးတိုင်းမတရားမြို့နယ်တွေက MDY PDF ထိန်းချုပ်ထားတဲ့နယ်မြေအများစုကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားတယ်လို့မြေပြင်စီရေးတရင်အရေးမြစ်ကပြောဆိုထားပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့တရင်အသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းပေါင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။ ။ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်အတွင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်တွေဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာဒူရဲအုပ်ကျော်စင်ထွန်းနဲ့စစ်သား၄ယောက်တေဆုံးကလက်နက်၃လက်သိမ်းဆည်းရရှိခဲ့တယ်လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာ23ရက်မနက်ပိုင်းကကျိုးပင်ကောင်းမြို့နယ် GBK ဆေးရုံနီးတဲကုံလေးကြီးစုစစ်တပ်စစ်ဆေးရေးဂိတ်ကိုတော်လန်ရေးရဲဘော်တွေကရှောင်းတခင်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဒူရဲအုပ်ကျော်စင်ထွန်းနဲ့စစ်သား၄ယောက်တေဆုံးက၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လန်ရဲဘော်တယောက်လည်းကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အဆိုပါစစ်စေးရေးဂိတ်ကနေ MA13 တလက် G3 တလက် G4 တလက် G3 G40 တောင်း MA30 G20 တောင်းကြီပေါက်၃ခုလက်ပြုံ၃လုံးနဲ့လက်ထိပ်တစ်ခုတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါဗျ Tantas de Yolo. đi đi coi đi đi ra nghe ra nghe tao đã thấy cho luôn tao đều cha u là tao đều cha u là luôn ra nghe mo ra nghe mo à Thằng nào quay lại, thằng nào quay lại Thằng nào nhé gì thế ါလို့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကကရင်ပြည်နယ်ထဲကသူ့ရဲ့ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ဖလူလီဝေါ်လီနဲ့စုကလီနယ်မြေတွေထဲမှာဘယ်လက်နက်ကင်တပ်ဖွဲ့မှဖြတ်တန်းခွင့်မပြုဘူးလို့ကြေညာလိုက်ပါတယ်။ အရေးပေါ်ခြေနေအတွက်လိုအပ်ရင်ကြိုအကြောင်းကြားရမယ်ဆိုပြီးဒီနေ့နိုဝင်ဘာ26ရက်နေ့မှာထုတ်ပြန်ထားတာပါ DKBA ရဲ့အခုထုတ်ပြန်ချက်မတိုင်ခင် ပြီးခဲ့တဲ့နိုဝင်ဘာ21ရက်မှာဖလူးမင်းလက်ပံဒေတာမှာ KNU နဲ့စစ်တပ်တို့ကြားတိုက်ပွဲဖြစ်ပွားနေခြင်း DKBA ရဲ့နယ်မြေတဲကတနက်ပစ်ဖောက်မှုကနေတဆင့် online ငွေလိမ်ကိုင်းကြားဖြန့်ချန်ဝင်းတခုကို KNU တပ်ဖွဲ့ဝင်တွေကတွေ့ရှိခဲ့တယ်လို့ KNU ဘက်ကပြောထားပါတယ် ဒီဖြစ်ရက်နောက်ပိုင်းမှာ DKPA ကဘလူးမင်းလက်ပံဝေါ်လီနဲ့စူကလီက ဖြတ်တန်းခွင့်ကိုတင်းကျက်တဲ့စာထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်အပါဝင်နိုင်ငံသား942ဦးရှာဖွေတွေ့ရှိက ထိုင်းနိုင်ငံသား28ဦးနဲ့တရုတ်36ဦးတို့ကို ထိုင်းဘက်ကိုလွှဲအပ်တာလုပ်ခဲ့ပါတယ်။ KNU ကအဲ့ဒီဝင်းအတွင်းကအခြေအနေတွေကိုနိုင်ငံတကာစုံစမ်းရေးအဖွဲ့တွေက လေ့လာဆောင်ရွက်ဖို့ KNU ကတိုက်တွန်းထားပါတယ် DKB တာဝန်ရှိသူတူကတော့ကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့လွန်ခဲ့တဲ့နှစ်ရက်က ထုတ်ပြန်ခဲ့တာရှိတယ်။အဓိကတရုတ်တွေကိုတဲကွင့်မပေးတဲ့အကြောင်းထုတ်ထားတော့အဲ့ဒီအဖွဲ့အစည်းတွေကတဲလာရင် အောက်ခြေကစစ်လို့တွေ့ရင် ပြဿနာဖြစ်မှာဆိုလို့ကြိုတင်တီးပေးဖို့ထုတ်တဲ့သဘောပဲလို့ပြောပါတယ်။နိုဝင်ဘာ24ရက်မှာ DKB ထိန်းချုပ်နယ်မြေအတွင်းကလက်နက်ကင်အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေအနေနဲ့ တတ်မှတ်နယ်မြေတွင်းမှာနိုင်ငံခြားသားအထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုတည်ဆောင်လာတာတွေ့ရင်ဖမ်းဆီးအရေးယူမယ်လို့ DKBA ကထုတ်ပြန်ထားတာဖြစ်ပါတယ်။你进来。 ပါပါမန္တလေးတိုင်းမတရားမြို့နယ်တွေက MDY PDF ထိန်းချုပ်ထားတဲ့နေမြေအများစုကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားတယ်လို့မြေပြင်စီရေးတရင်အရေးမြစ်ကပြောဆိုထားပါတယ်။ MDY PDF ဟာရှမ်းမန်းစစ်စင်ရေးအတွင်းမတရားမြို့နယ်မြောက်ချမ်း ARR မြေကမ်းတကြောကနေမြေတွေကိုသိမ်းခဲ့ပြီးစစ်တပ်ကမြို့ပေါ်ကိုထိန်းထားတာဖြစ်ပါတယ်။ မတရားကတော့စစ်တပ်ကရသွားပြီလို့ပဲပြောရမှာပေါ့အခုတော့စစ်တပ်စစ်ကြောင်းကရှမ်းမင်းသမီးလမ်းစုံကိုရောက်နေတယ်လို့မြေပြင်စင်ရေးတရင်အရေးမြစ်ကပြောပါတယ်ရှမ်းမင်းသမီးလမ်းစုံဟာမတရားမျိုးရဲ့မြောက်ဘက်73မိုင်กว่าကမန္တလေးမိုးကုတ်လမ်းပေါ်မှာရှိတဲ့ဒီကာရွာရဲ့တောင်ပတ်ချမ်းမှာရှိပါတယ်ဒီကာရွာရဲ့နောက်ဘက်မှာရှိတဲ့ဆယ်တော်ကြီးရေလောင်တမန်နေမြေခံတပ်ဌာနချုပ်နဲ့ ဲ့ဒီတဝိုက်ကပတ်ဝန်းကျင်နေရာတွေကိုစစ်တပ်ကနိုဝင်ဘာ9ရက်နေ့မှာပြန်သိမ်းခဲ့တာပါစစ်တပ်စစ်ကြောင်းဟာစင်ကူးဘက်ကိုဥတီနေပြီး AR နောက်ချမ်းကနေညာကတက်တွေတက်ကူမလာနိုင်အောင်ဖြတ်တောက်ရွေးရီလှုပ်ထားတယ်လို့စစ်ရေးကဲခတ်ချို့ကဆိုပါတယ်မန္တလေးမိုးကုတ်လမ်းပေါ်ကမတရားစင်ကူးတပိတ်ချင်းနယ်မြေတကြောမှာစစ်တပ်ကတပိတ်ချင်းကိုဇူလိုင်လအတွင်းပြန်သိမ်းခဲ့ပြီးမိုးကုတ်ကိုတော့ တရုတ်ရဲ့ဂျာဝင်မှုနဲ့စစ်တပ်ရဲ့နောက်ဆုံးဆွေးနွေးပွဲမှာ TNL ကပြန်လည်ဆုတ်ခွာဖို့သဘောတူထားတာဖြစ်ပါတယ်ဘာသာမိုက်ကိုလူလေးရှိတယ်ဟေ့ကျောင်းတော်ပြန်ကြည့်ပါမယ်ကျောင်းပြန်ကျောင်းတော်ပြန်ကြည့်ပါမယ်ဒီလိုကြည့်ရ ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်